မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းတို့ပါလက်နက်မျိုးစုံဖြင့်ပစ်ခတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထိုက်ပွဲပြင်းထန်နေသည့်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းတို့ပါလက်နက်မျိုးစုံဖြင့်ပစ်ခတ်နေကြောင်းသတင်းရရှိပါတယ် ကျောက်ဖြူမျိုးနဲ့ဂုံးကျွန်တိုက်နယ်ရှိအမှတ်32ရဲတပ်ရင်အနီးနားဝင်းကျင်အပါအဝင်ပြိုင်းစိတ်ကိနဲ့အရက်ကတပ်တော် AA သိမ်းပိုက်ထားသည့်နန်ဖဲတောင်မင်းတပ်တောင်အပါအဝင်မလကျုံးဧရိယာတဝိုက်ကိုယနေ့ဇွန်လ9ရက်နေ့ညနေပိုင်းတွင်ဂျက်ဖိုက်တာနှင့်ဝိုင်းတွဲတို့ဖြင့် ဘုံကျဲတိုက်ခိုက်နေသည်ဟုဒေသခံသတင်းရေးမြစ်ကပြောပါရယ်။ရှင်အပြင်စစ်ကောင်စီနေပြည်တော်တရားဝရီရေးတပ်ဌာနချုပ်ဘက်ကလည်းလက်နက်မျိုးစုံဖြင့်အနီနာဝင်းကျင်တို့ကိုရန်တန်ဖိတ်ခတ်နေသည်ဟုကြောက်ဖြူဒေသခံအမျိုးသားတအူကသတင်းဌာနကိုပြောပါရယ်။ဒီနေ့ညနေပိုင်းကနေကြက်နေရောဝိုင်းတွင်နေပါဘုံကျဲနေတာ6ကြိမ်လောက်ရှိနေပြီ။ပြီးတော့နေပြီးရေးတပ်ဌာနချုပ်ဘက်ကလက်နက်ကြီးလက်နက် drone လေးမျိုးလောက်နဲ့ပြစ်တာအသေးပြောက်ရှိနိုင်တယ်အတိအကျမသိရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီခမရ942နဲ့ခမရ943မှာစစ်အင်အား200ခန့်သည့် AA ထိန်းချုပ်ထားသည့်နေရာသို့လက်နက်မျိုးစုံပြစ်ကာအတင်းအဓမ္မစစ်ကြောင်းထိုးဝင်လာသည့်ကိုစစ်ကောင်စီဘက်ကစစ်ကူပေးသည့်သဘောဖြင့်ယခုကဲ့သို့လေကြောင်းနှင့်ရေကြောင်းတို့ကပါထိခတ်နေခြင်းဖြစ်သည်ဟုသိရသည် ယခုလုံးစစ်ကောင်စီကတိုက်ခိုက်မှုကြောင့်ဒေသခံများထွက်ပြေးနေရပြီးထိခိုက်ဒေဆုံးမှုများလည်းရှိနိုင်သည်ဟုဆိုကြသည်ထိခိုက်ဒေဆုံးမှုများကိုသတင်းဌာနကဆက်လက်စုံစမ်းဖော်ပြပေးပါမည် ရှင်တို့စစ်ကောင်စီကစစ်ကြောင်းတို့ဝင်ရောက်လာ၍အေအေနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိနေသည်ဟုညီပင်စီရေးတရင်ရင်မြစ်အမျိုးသားတပ်ဦးကတရင်ဌာနကိုပြောပါရင်အ धिक စစ်ကြောင်းထိုးတာကိုလက်နက်ပစ်ကူတာအခုအင်အား200လောက်ရှိတဲ့စစ်ကြောင်းကလည်းလက်နက်ငယ်တွေပစ်တယ်အခြေစိုက်တရင်တွေကလည်းလက်နက်ပစ်ကူတယ်အခုလေးကြောင်းကပါပုံကျဲတာအခြေအနေပြင်းထန်နေတယ်ဟုပြောပါရင်စစ်ကောင်စီသည်၎င်းတို့လက်လွတ်လိုက်ရသည့်ကကင်းစခန်းအချို့ကိုအေအေကအပြစ်ရထားချိန်တွင် ပြန်လည်ရယူရန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောပါရယ်။ကြောက်ပြူတွင်စစ်ကောင်စီထိုးစစ်ဆင်မှုကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံများကိုမြို့ပေါ်မှာနေစဉ်ရက်ဆက်ကျေလောင်စွာကြားနေရသည်ဟုဒေသခံအမျိုးသမီးတအူးကသတင်းဌာနသို့ပြောပါရယ်။အကြီးတို့ကတော့လက်နက်ပစ်ခတ်တံနေ့တိုင်းကြားရလို့ညဘက်အိတ်မပြောတာအတော်ကြာပြီဟုပြောပါရယ်။စွန်လ၄ရက်နေ့ကလည်းကြောက်ပြူမြို့နယ်ရှိအေအေသိန်းပိုက်ထားသည့်နေရာအချုပ်ကိုစစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ကူပေးကာ စစ်တောင်းလေးချောင်းဖြင့်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကကက်သပြင်းနှင့်ပြားတဲကြားတွင် အေအေနဲ့တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်းသိရသည်စစ်ကောင်စီသည်ဂုံးကျွန်းတိုက်နယ်မလကျွန်းဧရိယာရှိမလကျွန်းရွာအပါအဝင်တရုတ်နှင့်ပတ်သက်သည့်စက်ရုံတွင်စီမံကိန်းလုပ်ငန်းခွင်များတွင်နေရာယူထားပြီးအမှတ်32ရဲတပ်ရင်းအနီးရှိချိုင်းစေကေရွာတွင်လည်းနေရာယူစစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်းဒီပြင်ဒေသခံများကပြောပါရယ်။ဒညဝရီရေတပ်ဌာနချုပ်ကလည်းသူတို့ဌာနချုပ်အနီးရှိဆိုင်ချုံ၊ရှောက်ချောင်း ကက်တပြေစားသည့်နေရာများတွင်စစ်ကြောင်းလာအင်အားဖြန့်ကျက်ကခင်းပုံဝစ်ပြီးအေးအေးထိန်ချုပ်ထားသည့်နေမြများကိုစစ်ကြောင်းတို့လက်နက်ကြီးများဖြင့်ပြစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်ဆက်လက်ပြီးညောင်ရွှေမြို့နယ်ရှိရွှေပူရွာနှင့်ဖျားတောင်ရွာကိုစစ်ကြောင်းတို့နေသောစစ်တပ်နှင့် PNO အဖွဲ့ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည် ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရေပူရွာနှင့်ဖျားတောင်ရွာကိုစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်နှင့် PNO အဖွဲ့ကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးခဲ့ကြောင်းရှမ်းတောင်အထူးတပ်ဖွဲ့ P3 9702မှတာဝန်ရှိသူတို့အူကသတင်းဌာနသို့ပြောဆိုပါရယ်မိလ31ရက်နေ့တွင်ညောင်ရွှေမြို့နယ်တွင်ကင်းချင်းပြီးပြန်လာသောစစ်ကောင်စီတပ်သားများလက်နက်ကြီး၆လုံးဖြင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသောကားကိုလိုက်လံပစ်ခတ်ပြီးနောက်အပြန်အလှန်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရပါရယ် ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည့်ဇွန်လ၁ရက်နေ့တွင်အင်အားထက်မှန်ဖြစ်တင်းပြီးဇွန်လ၂ရက်နေ့တွင်စစ်ကြောင်းထိုးတက်ဝင်ရောက်လာစဉ်တော်လန်ရေးရဲဘော်များနှင့်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲများနနက်၈နာရီမှစတင်ပြီးတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ရင်းသို့တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးရဲဘော်များသည်လက်လက်ကြီးအင်အားယုံနေလာခြင်းကြောင့်ခင်းထိုင်ရာရွာနေရွာမှပြန်လည်ဆုတ်ပေးလိုက်ရကြောင်းထို့သောဆုတ်ခွာသွားခြင်းတွင်အကြမ်းဖက်စစ်သားများနှင့် PNO အဖွဲ့ကခြေရွာနေနေအိမ်များကိုမိရှို့ဖျက်ဆီးနေခြင်းကြောင့်တော်လန်ရေးတပ်ဖွဲ့များ နေ့ညနေ၄နာရီတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထို့ထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိကာတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ညောင်ရွှေမြို့နယ်စကားအင်းဖက်ကလာပြီးရေဘူးရွာနယ်ဖျားတောင်ရွာစစ်ခွေးအင်အားကတထောင်လောက်နဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးနယ်ပီအန်ဘက်ကအသေးပြောင်များတဲ့စစ်ခွေးတွေဘက်က၁၀ကောင်လောက်တည်တယ် သူတို့ပစ္စည်းတွေကိုမီရှို့တယ်အိမ်တွေမီရှို့တယ်မီရှို့ပြီးတာနဲ့သူတို့ကနေပြီးတော့ PDF တွေရှို့တယ်ပေါ့ PDF တွေရှို့တဲ့ဆိုတဲ့ပုံစံမျိုးကိုသူတို့ကဖန်တီးပြီးတော့ သူတို့ဘက်သတင်းမှတင်ထားတာတွေလည်းတွေ့ရပါတယ်။မိရှိုတာကတော့နေအိမ်ဆက်လုံးထပ်မနေဘူး။ပြည်သူတွေဖမ်းဆီးထားမျိုးတော့မရှိသေးပါဘူး။ပြည်သူများအနေနဲ့တော်လန်ရေးအင်အားစုများကိုပြစ်မှတ်ထားပဲနဲ့အမြန်ဆုံးတော်လန်ရေးအောင်ရန်အတွက်အားလုံးကိုဝိုင်းဝန်းကူညီပြီးတော့တော်လန်ရေးကိုအမြန်ဆုံးပြီးအောင်ရှေ့ဆက်ဝိုင်းဝန်းလှုံ့ဆော်ကြဖို့ပြောချင်ပါတယ်ဟုရှမ်းတောင်အထူးတပ်ဖွဲ့ P3 9702မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးလက်ဗတန်းတွင် ပြူစော်တီတအုပ်ကို PDF ကတာစီစစ်စီစဉ်ခုခံထွက်ပြေးသွားပြီးပြစ်ခတ်ဖမ်းဆီးရာတိုက်စုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘကိုးတိုင်းလက်ဗတန်းမြို့နယ်တွင်ပြူစော်တီတအုပ်ကိုတာစီစစ်စီစဉ်ခုခံထွက်ပြေးသွားပြီးပြစ်ခတ်ဖမ်းဆီးရာတိုက်စုံခဲ့ကြောင်းရွှေတန်းမြေပြည်သူ့ကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ9ရက်နေ့နနက်10:00နာရီခန့်တွင်လက်ပတန်းမြို့နယ်အဆက်တွင်တော်လန်ရေးတပ်ဖွဲ့ဝင်များဤတရင်များကိုလာရောက်ဆောင်ဆန်းနေသည့်အသက်30နှစ်အရွယ်ဖြူစော်တီအေမျိုးအောင်ကိုတော်လန်ရေးတပ်ဖွဲ့များကသားစီစစ်စီစဉ်မှတ်ပုံတင်နှင့်ဖုံးတလုံးကိုတွေ့ရှိခဲ့ကြောင်းသိရပါသည်။ ပြူစောတီအေမျိုးအောင်သည်ကျိုးပင်ကောင်းမျိုးနှင့်စက်တိုင်ရက်ကွက်နှကန်ဒီလေးလန့်တွင်နေထိုင်သူဖြစ်ပြီး၎င်း၏ဖုံအားဆက်လက်စစ်ဆင်နေစဉ်ဖုံးဝင်လာစဉ်ပြူစောတီတအူကတီနီယာများမေးမြန်းနေသောကြောင့်တော်လန်ရေးတပ်ဖွဲ့ဝင်များဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရပါသည်။ထို့သောဖမ်းဆီးစဉ်တွင်အေမျိုးအောင်ကပြူစောတီအဖွဲ့ဝင်ဖြစ်ကြောင်းနှင့်စစ်တင်နန်းတက်ရောက်ခဲ့ကြောင်းဝေခံခဲ့ပြီးစစ်တိုင်ရက်ကွက်တွင်၎င်းအပါဝင်ပြူစောတီရှိဦးရှိကြောင်းစစ်တပ်ကခေါ်ယူခိုင်းစီလျင်သွားရောက်လှုပ်ဆောင်ပြရာကြောင်းထွက်ဆိုခဲ့သည်ဟုသိရှိရပါသည်။ အင်းမျိုးအောင်ကပြူစောတိအဖွဲ့ဝင်ဖြစ်ကြောင်းဝန်ခံခဲ့၍တော်လန်ရေးတပ်ဖွဲ့ဝင်များဆက်လက်စစ်ဆေးရန်လှုံ့ဆော်စဉ်ခုခံထွက်ပြေးသွား၍နိုင်လံပြစ်ခတ်ဖမ်းဆီးစဉ်တနက်ကြီးထိမှန်ပြီးတည်ဆုံခဲ့ကြောင်းသိရပါသည် ်လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်၏တည်င်းပညာနှင့်ပြူစောတိများသည်ထော်လန်ရေးတပ်ဖွဲ့များရှိရာဒေသများကိုဝေရောက်ထောက်လှမ်းမှုများရှိလာ၍ထော်လန်ရေးတပ်ဖွဲ့များကစောင့်ကြပ်စစ်ဆေးမှုများပြုလုပ်နေရပြီးရဲဝဲမှလာရောက်ဈေးရောင်းကြသောဈေးတဲများအနေဖြင့်ဒေသခံပြည်သူအသိမိတ်ဆွေများထံမှတဆင့်ဆက်သွယ်ကပွားလာကြပါရန်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားပါသည်။ဆက်လက်ပြီးမြိုင်တရက်ကန်ပြူစောတိရွာတွင်အထိုင်ချထားသောစစ်တပ်ကိုလက်နက်ကြီးများဖြင့်ဖိခတ်တိုက်ခိုက်မှုစစ်ဗိုလ်တအုပ်နှင့်ပြူစောတိသုံးဦးပြင်းထန်တိုက်ရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက် က်ပြီးတော့မှဖြစ်ပါရယ်။မကွေးတိုင်းမြိုင်မြို့နယ်တရက်ကံပြူစောတီရွာတွင်အထိုင်ချတက်ဆွဲထားသောအကြံဖတ်စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TYK ပျောက်ကြားတပ်ဖွဲ့မှရဲဘော်စောကြီးကသတင်းဌာနသို့ပြောဆိုပါရယ်။ဇွန်လတရက်နေ့တွင်မြိုင်မြို့နယ်တောင်ပိုင်းတရက်ကံပြူစောတီရွာတွင်အင်အားတရာကျော်ခန့်ဖြင့်အထိုင်ချတက်ဆွဲထားသောအကြံဖတ်စစ်ကောင်စီတပ်သားများကိုထိုးလန့်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ရင်တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှစစ်ဗိုလ်တအုပ်နှင့်ပြူစောတီတအုပ်တို့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိက ဒေါ်လာရေးရပေါ်များအထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးကတော့ခဏနာလိုက်ပြန်ပြစ်လိုက်လုံနေတာပါ။သူတို့ထွက်လာမလားဆိုပြီးတော့ ရွာထဲမှာတော့စခတရာကျော်ရှိနေပြီးတက်ဆွဲထားတာဖြစ်ပါတယ်။စစ်ခွေးတည်စင်းကိုလောလောဆယ်တော့ကျွန်တော်တို့စုံစမ်းနေသေးပါ။ခမ်းမန်းချီကတော့တည်ဆုံစင်းကတော့အတိအကျမပြောနိုင်သေးပါဘူး။လက်နဲ့ကြီးတက်ခပြရင်ရှစ်လုံးပါ။နားလိုက်ပြစ်လိုက်ပါ။ထိခိုက်မှုကတော့စစ်ခွေးဘူတကောင်နဲ့ပြူစောတီသုံးကောင်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တရက်ကန်ပြူရွာမှာစခရခနဲ့ပခများအလေးမြန်မြန်ဝင်ပေးဖို့ပြောခဲ့ကြပါတယ်ဟု TYK ပြောက်ကြားတက်ဖွဲ့မှရဲဝော်စောကြီးကပြောဆိုပါတယ်။ ဆက်လက်ပြီးရွှေဘုံမြို့အထွက်မှာတက်ဆွဲထားသောစစ်ကောင်စီတပ်သားများခင်းလက်ရန်ထွက်လာစဉ်ထိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့တောင်ဘက်အထက်မအူတွင်အထိုင်းကျတပ်ဆွဲထားသောအစံပတ်စစ်ကောင်စီတပ်သားများကင်းလဲရန်ထွက်လာစဉ်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်း Fight for Freedom အဖွဲ့ကပြောဆိုပါရယ်ဇွန်လ6ရက်နေ့တွင်ရွှေဘုံမြို့တောင်ဘက်အထက်မအူတွင်အထိုင်းကျတပ်ဆွဲထားသောအစံပတ်စစ်ကောင်စီတပ်သားများရွှေဘုံမန္တလေးကားလန်အတိုင်းတောင်ဘက်သို့ကင်းလဲရန်ထွက်လာစဉ် Fight for Freedom အဖွဲ့မှရဲဘော်များနှင့်မဟာမိတ်များကကင်းဘုံဝွေ၍အဝေးထိမ်းမှန်းများလက်နက်ကြီးလက်နက်ငယ်များဖြင့်ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုထိတွေ့တိုက်ပွဲသည်မိနစ်40ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိပဲအကြံဖက်စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်15တပ်ရင်းတပ်ခွဲနှင့် Fight for Freedom FFF PDF တော်ကြီးကန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ်တိုက်နယ်ကပါကပါ တာကာနာနဂါမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ဇာမနီပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါတောင်းညာစာပြည်သူ့ကာကွယ်ရေးအဖွဲ့ဒေါင်းအောင်လန်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကဖူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။